ကဲမင်္ဂလာပါဗျာဝေါ်ခုံနိုင်မှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တကယ်ကိုထူးခြားတဲ့တင်းပါ breaking news ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ George Ban ကပွဲပြန်ထိုးရအောင်မယ်ဆိုတဲ့တင်းပါအခုဒီလဂျွန်လ26ရက်နေ့မနေ့မှပြန်ကစားရအောင်မှာဖြစ်ပါတယ်ဝေါဝေါဝေါလုံးဝကိုမထင်တော့ကျွန်တော်တော့ဒီမနေ့ကဒီတင်းတွေ့တဲ့အချိန်ပေါ့နော် George Ban ကဒီ post ကို share ထားတယ်ဟုတ် ပြင်ဖို့ဖြစ်နိုင်ပါမလားပေါ့နော်ကျော်ရှော်ပန်ကသူကစားခြင်းတဲ့ဟာသူဖြစ်ခြင်းတဲ့ဟာဒီပြိတက်တွေကိုချပြတယ်လို့ကျွန်တော်ကထင်ခဲ့တာဒါပေမဲ့တကယ်တမ်းလဲကျွန်တော်လိုက်ကြည့်ရောပွဲရတကယ်ဖြစ်နေကျွန်တော်လုံးဝမယုံနိုင်လို့ဖြစ်သွားတယ်တမလားကျော်ရှော်ပန်ကအခုဒီတစ်ပတ်မှာပဲပွဲထိုးပြီးထားတယ်ပြီးတော့ဒီလအတွင်းမှာပဲနောက်တစ်ပွဲပြန်ထိုးမှာဆိုတော့လက်ကျင့် ပြင်ဆင်ချိန်က14ရက်တော့မှမရတော့ဘူးဗျာဒီတိုင်းဒီအချိန်နဲ့တွက်မှာဆိုတော့ဂျပန်20ကွတ်တီပေါ့နော်ဂျပန်20ကွတ်တီဆိုပေမဲ့သွားတာလာတာရှိမယ်အဲ့တော့ပြင်ဆင်ချိန်ကနှစ်ပတ်ကွတ်တီလောက်ပဲအချိန်ရမှာဖြစ်ပါတယ်ဒါမျိုးပြန်ပွဲရရှားပါပါတယ်နော်အဲ့တော့ဒီအချိန်တွေကဘယ်လိုမျိုးလဲဆိုရင်ဥပမာ main ပွဲစဉ်ပေါ့နော် ဒီမိန်ပွဲစဉ်မှာကိုမိန်ပွဲစဉ်လို့မိန်ပွဲစဉ်လို့မှာပြိုင်ဘက်ကစားသမားတယောက်ယောက်ကဒီပြိုင်ပွဲနဲ့နှုတ်ထွက်သွားရင် reserve အနေနဲ့ပေါ့နော်အစင်နဲ့လူတယောက်ကိုပြင်ဆင်ထားတဲ့အခြေအနေပေါ့အဲ့လိုမျိုးအခြေအနေမှာပဲအခုလိုအစားထိုးဝင်ရောက်ထိုးတက်ကြတာဖြစ်ပါတယ်ဒါပေမဲ့အခု George Ban ကအဲ့လိုမျိုးလည်းမရှိဘူးပြီးတော့လက်ရှိအချိန်မှာပဲမနေ့ကအတနေ့ကပဲသူပွဲကစားထားတယ်တကယ်အကျိတ်အနေ၃ချီထိကစားထားတယ် ပြောမယ်ဆိုရင်ဒီပွဲမှာသူအရင်ကြီးအောင်ပွဲခံလို့တော့မပြီးသေးဘူးပေါ့နော်အဲ့ဒီအခြေအနေပါပါ။ Okay အဲ့ဆိုရင်အခြေအနေကိုပြန်ကြည့်လိုက်ကြအောင်။အဲ့တော့လက်ရှိ Flyweight တန်းရဲ့ ranking တစ်နေရာမှာရှိတာတော့ Brandon Revolver ။ Brandon Revolver ကအခုလာမယ့်29ရက်နေ့မှာ ranking 6နေရာမှာရှိတဲ့ Money Cup နဲ့ပွဲတင်ပေးထားတာပါ။အဲ့တော့ Money Cup ကဒီပွဲကနေ့ နှုတ်ထွက်သွားတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့အကျော်ရှော့ပန်းအစားထိုးဝင်ရောက်ပစားရတာဖြစ်ပါတယ်။ Brandon Ray Warbeck ကလည်းသူလည်းမယုံနိုင်ဘူးပေါ့နော်။ပွဲကလည်းနီးနေပြီ။သူ့ရဲ့ပြန်ပန်းနှုတ်ထွက်သွားတဲ့အတွက် Brandon Ray Warbeck ကတိတ်အယုံကြည်တိတ်မရှိဘူး။အဲ့တော့မင်းရတူ live line ပြီးတော့ပါပြောသွားလိမ့်ဆိုရင်ဒီကောင်ရတဲ့တကယ်ကိုအချိန်မြင့်မရှိတဲ့တန်ရာပြဿနာရတယ်ဆိုပြီးတော့ပွဲနှုတ်ထွက်သွားတယ်။ဒါမှတက်တရာကျွန်တော်တို့လည်းမတွေ့ရဘူး။ ဒါပေမဲ့ကျွန်တော်ရဲ့ game plan ကလုံးဝချင်းဖို့တော့မလိုဘူးလေကျော်ရှော်ပန်နဲ့ကစားရဖို့ပေါ့နော်သူရဲ့ game plan ကအရင်ကြီးချင်းစရာမလိုဘူးအမောက်တိတ်ဖို့ပဲသူကဆွမ်းဆောင်ပြပါမယ်ဆိုပြီးတော့မင်းကအဲ့လိုမျိုးဝေဖန်တဲ့ပုံစံနဲ့သူ့ရဲ့ပြန်ပတ်ပေါ့နော်အရင်ပွဲတင်ထားတဲ့သူ့ရဲ့ပြန်ပတ် money cave ကိုဝေဖန်တဲ့ပုံစံပြောဆိုတော့တာဖြစ်ပါတယ်တော့တိတ်မကြအောင်နောက်ထပ်3နိုင်ရေ4နိုင်လောက်အကြာမှာ money cave ဘက်က ပြန်လဲဖြည့်ရှင်းလာတာဖြစ်ပါတယ်အဲ့ဒါတော့အခုတွေ့ရတဲ့ဒီတက်ပုံပေါ့နော်အဲ့တော့ကျွန်တော်လည်းကြည့်တော့တကယ်လည်းဟုတ်ပါတယ်သူခြေတော့အပ်သွားတာပေါ့နော်အဲလက်ချင်းပြင်ဆင်ရတဲ့တူပြန်ဘက်ကိုအကန်မှားသွားတဲ့ပုံစံမျိုးပေါ့ဗျသူခြေတော့အနေထားအဲ့လိုမျိုးကန်တာမှားသွားလို့သူ့ရဲ့ခြေချောင်းပေါ့နော်အဲ့ဒီအယိုးအပ်သွားတာဖြစ်ပါတယ်အဲ့တော့လက်ရှိအချိန်မှာသူကအစိမ့်ယုံမှာကုသမှုခွဲစိတ်မှုအခံယူနေတာဖြစ်ပါတယ် ဲ့တော့တတင်းကတော့အမှန်ပါပဲသူ့အပြင်ဘက်တန်ရန်ရသွားတယ်လုံးဝတိတ်ချပြီဖြစ်ပါတယ်အဲ့တော့လာပြီကျွန်တော်တို့ဂျော်ရှော့ပန်ရတော့ကတော့ခက်ခဲမလားဆိုတဲ့အချက်ပေါ့နော်အဲ့တော့အခု ranking တင်နေရာမှာရှိတဲ့ Brandon Roywalker ကအသက်32နှစ်ရှိနေပါပြီသူ့ရဲ့အရက်က9ပေနဲ့မှ6လမှတိရှိပါတယ်ကျွန်တော်တို့ဂျော်ရှော့ပန်က9ပေ9ပေရှိတယ်အဲ့တော့6လမှတော့မှပုံမြင့်နေတာပါတမန် ျွန်တော်တို့ရဲ့အားနည်းချက်ကလည်းဒီအာကိုထက်အရက်ရှည်တဲ့ fighter နဲ့တွေ့ရင်လည်းအခက်တွေ့နိုင်တယ်။အရင်တစ်ခေါက်ကလည်းဒီကျော်ရှော်ပန်အလေးထိုးခံလိုက်ရတဲ့ပြန်ပတ်ပေါ့နော်။အဲ့ဒီပွဲစဉ်မှာလည်းတို့ထက်အရက်တော်တော်လေးကိုမြင်တဲ့ fighter နဲ့တွေ့ခဲ့ရတာပါ။အဲ့တော့အခု Brandon Royal ကလည်းအဲ့လိုမျိုး fighter အဲ့လိုမျိုးခံတာကိုအကျိုးစားပုံမှန်ဖြစ်နေပါတယ်။ပြီးတော့နောက်တစ်ချက်က BJJ ကိုသူကကပတ်နဲ့အစင်တီရရှိထားတဲ့ fighter တယောက်ဖြစ်ပါတယ်။ ဲ့တော့ ground game မှာတော့တွားပြီးတော့ရှင်လို့တော့မရတဲ့အခြေအနေပေါ့နော်ဒီ off back ကလည်းနေပါယူတဲ့ပုံစံတွေပြီးတော့ဒီ triangle ချုပ်တွေပြီးတော့မှဒီ rear naked ချုပ်တွေစွမ်းဆောင်နိုင်တဲ့ပုံဖော်နိုင်တဲ့ fighter တယောက်ဖြစ်ပါတယ်ပြီးတော့ stand fight မှာတော့ဘယ်လိုမျိုးအခြေအနေရှိလဲဆိုရင် stand fight မှာလည်းတကယ်ကိုကောင်းတယ်အတိအကျတော့ counter လက်တီတစ်ချက်တစ်ချက်ထုတ်တုံးတဲ့ counter လက်တီပေါ့နော် ဒီကောင်တာလည်းတည့်ရတော်တော်လေးပြင်းတယ်ပြီးတော့မှအမြင့်ကန်ချက်တကယ်ကိုတက်ရတာပါပို့ပြီးတော့ပြန်လက်ကစားတမောင်ကိုအထိနာနေတဲ့သူ့ရဲ့တိုက်ကိုတော့ body shop လက်နဲ့ထိုးမယ်ပြင်ခြေထောက်နဲ့ဒီ one byte ဘိုင်းကိုကန်တယ်ဒီအခြေအနေကိုသူအမြဲတမ်းထုတ်တော့တာ အဲ့တော့ UFC မှာကသူချန်ပီယံတစ်ကြိမ်လုခွင့်ရပြီးသွားပြီ။အဲ့ဒါတော့ Joshua Ban နဲ့လုံးဝမတူညီတဲ့ချက်ပေါ့။ Joshua Ban တစ်ကြိမ်မှာချန်ပီယံလုခွင့်မရသေးပါဘူး။ဒီ Brandon Royval ကတစ်ကြိမ်ချန်ပီယံလုခွင့်ရသွားပြီ။အဲ့ဒါကဒီလက်ရှိချန်ပီယံပဲနော်။ဒီလက်ရှိချန်ပီယံ Alexander Pantoja နဲ့လွန်ခဲ့တဲ့2023မှာဒီဇင်ဘာလမှာတစ်ကြိမ်ချန်ပီယံလုခွင့်ရရှိသွားပြီဖြစ်ပါတယ်။အဲ့ဒီပွဲမှာတော့ decision နဲ့ဒီ Brandon Roy ကိုပဲရှုံးနေခဲ့တာဖြစ်ပါတယ်။အဲ့တော့ Champion နဲ့ Titan လည်းတော့ကျွန်တော်တို့ပြောလို့မရသေးပါဘူး။ဒါပေမဲ့နောက်တစ်ခုရှိပါသေးတယ်။အဲ့ဒါပါလဲဆိုရင်သူ UFC ကိုမရောက်ခင်တော့ကသူ LFA Promotion မှာ Flyweight တိုင်းရဲ့ Champion ဖြစ်ခဲ့တာပါ။ Josh Oban လို့ပဲပေါ့နော်။ Josh Oban ကလည်း Fury FC မှာ Champion ဖြစ်ခဲ့တယ်။ Flyweight တိုင်းမှာပဲတူတယ်။အဲ့တော့အဲ့လိုမျိုး champion တစ်ခါဖြစ်ဖို့တဲ့ fighter ကသူရောက်ရှိတဲ့ ပရိုမိုးရှင်းမှာလည်းနောက်တစ်ကြိမ်ချန်ပီယံဖြစ်နိုင်မယ်ဆိုတော့ယုံကြည်ချက်သူတို့မှာအပြည့်ရှိတာပါအဲ့တော့ကျော်ရှော်မန်လည်းသူ့အတူပဲလောကချန်ပီယံဖြစ်မယ်ဆိုတော့စိတ်ကလောကအပြည့်ရှိနေတဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ပြိုင်ဘက် Brandon Revo ကသူချတဲ့အချက်နောက်တစ်ချက်ပေါ့နော်အဲ့ဒါပါလဲဆိုရင် Brandon Moreno နဲ့သူကလက်ချိန်တောင်မှရှင်ပြန်ခဲ့ပူပါတယ် ထမတစ်ချိန်မှာကသူ TKO နဲ့အမောက်တိုက်ခံလိုက်ရတယ်။နောက်ထပ်တစ်ပွဲမှာကျတော့သူ split decision နဲ့အနိုင်ရရှိတာဖြစ်ပါတယ်။ပြောမှဆိုရင် flyweight တန်းမှာကထိတဲ့အဆင့်ရောက်နေပြီ။အခုလက်ရှိအကောင်းဆုံးအကောင်းဆုံးဆိုတဲ့ fighter တွေနဲ့သူကထိုးတက်ဖို့တယ်။တကယ်လည်းအကျိတ်နဲ့ရှင်ပြန်နိုင်တဲ့ fighter ကောင်းတစ်ယောက်ဖြစ်ပါလိမ့်။အတက်လည်း30နှစ်ရှိနေပြီပေါ့။အဲ့တော့ ဒီ level ဒီအခြေအနေတော့ကျွန်တော်တို့ရှိမှာပဲပြောမှဆိုရင် champion တယောက်တောင်ဖြစ်တင်ဖြစ်ထိုင်နေတဲ့အခြေအနေထိကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့အခုကလက်ရှိအချိန်ထိတော့သူဒီ champion မဖြစ်သေးဘူးပေါ့နော် UFC မှာတော့တစ်ချိန်တော့ champion လွတ်ခွင့်ရရတာနဲ့တစ်ချိန်တော့လွဲချုံခေရပီတာဖြစ်တဲ့ fighter တယောက်ဖြစ်ပါတယ်โอเคမတူညီတဲ့အချက်ကတော့အဲ့ဒါပါပဲအဲ့တော့ ဂျော့ရှော့မန်ကဘယ်လိုမျိုးချင်းကက်ကစားရမလဲဆိုတဲ့အခြေအနေကတော့ one back point ကိုကာကွယ်တဲ့အနေနဲ့ defense line ကကောင်းတော့ကစားဖို့လိုတယ်။ ground game လည်းရန်သွားလို့မရဘူး။ stand fight မှာလည်းကိုယ့်ရဲ့ reach တာနေတဲ့ fighter တယောက်နဲ့ပြီးတော့သူ့လိုပဲရန်တွက်လက်တဲ့ fighter တယောက်နဲ့တွေ့ရမှာဖြစ်တဲ့အတွက်အခက်တော့ကြုံနိုင်ပါတယ်။ခုနပြောခဲ့တဲ့အတိုင်းပဲအရင်ကြီးပြင်ဆင်ချိန်မရဘူး။အာပြောမယ်ဆိုရင်အဲ့လိုမျိုးအစားထိုးဝင်ရောက်ကစားပေးရတာရတော့အေးကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးပေါ့နော်။အရင်ကြီး အဲအကောင်းလက္ခဏာပါတော့တိတ်မဆောင်ဘူးကျွန်တော်တို့အတွက်ဒါပေမဲ့ပွဲရလည်းလက်ခံသွားပြီဆိုတော့ပြီးတော့နောက်တစ်ချက်ကဒီရရှောင်းပန်ကအမြင့်ထစ်တက်လမ်းမဲ့ fighter ကောင်းတယောက်အဲ့တော့ဒီပွဲကိုကစားရမယ့်အနည်းစနစ်ကိုပြောပါဆိုရင်ကျွန်တော်ကတော့တခြားထူးထူးခြားခြားအနည်းစနစ်တော့မမြင်ပါဘူးဗျပုံမှန်သူကစားနေကြဒီ counter လက်တီတွေပြီးတော့ငေးရွေးနုပြုံမို့ပေါ့နော်ပို့ပြီးတော့တက်လက်တဲ့ပုံစံတွေပြီးတော့အာ stamina ကောင်းတဲ့အချက်တွေပြီးတော့ လက်ရှိထူးခြားနေတဲ့ Bolton scale သူရဲ့ Bolton scale တွေနဲ့ပဲဒီဘွဲကိုအရင်တိုင်းပဲချင်းကပ်တွားရမှာဖြစ်ပါလေ။အဲ့တော့တခြားထူးခြားတဲ့ game plan တွေကလည်းကျွန်တော်တို့ပြောလို့မရဘူး။ body shot တော့တတိထားရမယ်။ကိုယ့်ဘက်က defense mind ကတော့တကယ်ကိုအပြစ်အခြေအနေတွေယူထားမှရမယ်ပွဲစဉ်မှာ။ Okay ။အဲ့တော့ဒီကိုလေးကိုဒီနေ့ဒီ Joshua Ben ရဲ့လုံးဝမယုံနိုင်ရလောက်တဲ့အထိဖြစ်ခဲ့တဲ့ပွဲစဉ်အကြောင်းပေါ့နော်။ အဲ့ဒီအကြောင်းကိုမြေကိုတွေကိုလာပြောပြတာပါအဲ့တော့ဒီလောက်ဂျွန်လ29ရက်နေ့မြန်မာစံတော်ချိန်ပေါ့နော်မြန်မာစံတော်ချိန်လဲဆိုရင်29ရက်နေ့မနက်မှာပဲကျွန်တော်တို့ပြင်ကြည့်အောင်ဖြစ်ပါတယ်ဒီပွဲကတော့တကယ် main cut မှာပေါင်းဝင်လာမှာဖြစ်ပါတယ်အဲ့တော့အဲဒီပွဲစဉ်အောင်တကယ်ကို UFC 317ပေါ့နော်တကယ်ကိုကောင်းတဲ့ပွဲစဉ်တစ်ပွဲအားလုံးဆောင်းလုံးနေတဲ့ Elia Taporia နဲ့ဒီ Charles Oliveira ရဲ့ မိန်ပွဲစဉ်လည်းပါဝင်လာဖြစ်ပါတယ်။အဲတော့ဒီလိုမျိုးတကယ်ကိုတိတ်တိတ်ချင်းပြိုင်ပွဲတွေပါဝင်တဲ့အတွက်ကျွန်တော်တို့စောင့်မျှော်အားပေးရမှာလုံးဝကိုထိုက်တန်တဲ့ပွဲစဉ်ဖြစ်ပါတယ်။အတိအကျတော့ကျွန်တော်တို့ကြော်ရှော့ပန်ဒီအတိုင်းဆိုရင်တော့ကြော်ရှော့ပန်ကဒီပွဲနိုင်ပြီဆိုရင်နောက်ထပ်ချန်ပီယံဆိုင်ကိုခွင့်တော့လုံးဝသိချက်တော့ဖြစ်သွားပါပြီနော်။ပြောမဆိုရင်ဒီအာဒီရိုက်တာလိုမျိုး Ryan Ryanian ဒီရိုက်တာလိုမျိုး နည်းနည်းကြော်ခွားတဲ့ပုံစံမျိုးဖြစ်သွားတော့ဗောနော်အဆင့်အဆင့်ကြော်ခွားတဲ့ပုံစံမျိုးအခြေအနေတွေဖြစ်သွားတယ်ဒါလည်းကောင်းတဲ့အချက်ပါပဲပြောမစွင်ဘာလို့ဆိုရင် UFC ရောက်ရှိလာတဲ့လူတွေအကုန်လုံးကတော့တကယ်ကိုတော်ရဲလူတွေလေအဲ့တော့ champion ဆိုင်ကိုခွင့်ရတဲ့လူတွေတော့ပို့ပြီးတော့အဆင့်ပြေတယ်ပို့ပြီးတော့အာ champion ကပတ်ကိုရရှိဖို့အခွင့်အရေးပေါ့နော်ပို့ပြီးတော့နေဆက်မှာဖြစ်ပါတယ်အဲ့တော့ဒီပွဲကိုကြော်ရှုံးပန်းကျော်ဖြတ်နိုင်ခဲ့မှာဆိုရင်တော့ကျွန်တော်တို့မြန်မာပရိသတ်တွေအားလုံးစောင့်နေတဲ့ချန်ပီယံတပတ် အိမ်မက်ကိုမက်ခွင့်ရတော့မှာဖြစ်ပါတယ်။အရင်လေးနေဆက်နေပြီဖြစ်ပါတယ်။ Okay ဒီနေ့ကတလောက်ပါမယ်။နောက်ဗီဒီယိုမှာပြန်ဆောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။